Okay အားလုံးပဲမင်္ဂလာပါဗျဒီကနေ့မနေ့ပိုင်းမှာတော့ social media တွေထက်မှာအရှိုးရှိုးနဲ့ခေါင်းပြန်ထောင်လာတဲ့သူတွေကတော့ Man U fan တွေပဲဖြစ်ပါတယ်ညကစားခဲ့တဲ့တန်းစီစီကအောက်ဆုံးက Wolf 2ကိုပထမပိုင်းမှာခက်ခဲကစားခဲ့ရပြီးဒုတိယပိုင်းမှာတော့ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့၄ဂိုးတကိုးဆိုတဲ့ရလဒ်ကြောင့် Man U အနေနဲ့အဆင့်6ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ် ဒီပွဲနိုင်ကြောင်းအမြဲတမ်းဆဲခံနေရတဲ့ရူဘင်မော်ရင်တယောက်တက်ရှုချောင်းလို့သွားလို့မန်ယူသင်းသားတွေနဲ့လည်းမော်ရင်ရဲ့ကစားကောင်းတွေဖြည်းဖြည်းအသားကျလာပြီးတော့မှတ်ယူရမှာပဲဖြစ်ပါတယ်။ညကပွဲမှာထူးရှဲခြေစွမ်းပြတ်ခဲ့တဲ့ကစားသမားကတော့နှစ်ကိုးသွင်းယူပေးခဲ့ပြီးတကိုးဖန်ပြီးပေးထားတဲ့ဘရူနိုဖာန်ဒက်ဖြစ်ပြီးဖာန်ဒက်အနေနဲ့ဒီရသည်မန်ချက်စတာယူနိုက်တက်ရဲ့15ပွဲကစားပြီး၄ကိုးသွင်း6ကိုးဖန်ပြီးပေးထားပါတယ်။ လက်ရှိမှာဘရူနိုအနေနဲ့14ပွဲကစားပြီး၄ဂိုးသွင်း2ဂိုးဖန်တီးပေးထားတဲ့ Chelsea ရဲ့ Enzo Fernandez 10ပွဲကစားပြီး2ဂိုးသွင်းက9ဂိုးဖန်တီးပေးထားတဲ့ Manchester City ရဲ့ Chucky ကိုယ်ပဲကစားပြီးယာဂိုးတကူမှမရှိပဲတကူပဲဖန်ပြီးပေးထားနိုင်တဲ့အာဆင်နယ်ရဲ့အော်ဒရီကန်15ပဲကစားပြီးနှစ်ကိုးသွင်းယူပြီးတကူဖန်ပြီးပေးထားနိုင်တဲ့လီဗာပူးရဲ့ဆိုဘော်လိုင်းဆိုတဲ့ခြေစွမ်းလေးတော့အပြတ်အသတ်အသာရလို့နေပါတယ်။ညကနိုင်ပွဲကြောင့်အမော်ရီအနေနဲ့ယူနိုက်တက်တို့ကိုအစင်ကားနေရာကချဲစီးနဲ့အမှတ်တူသွားအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့သလိုအစင်လေးနေရာကခရစ်စတယ်ပဲလေးတို့နဲ့တမတ်ပဲကွာဟားတဲ့အနေအထားကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။လက်ရှိအနေအထားအရထိတ်ဆုံးကအာဆင်နယ်နဲ့ရှစ်မှတ်ကွာကနေဖိအားပေးနိုင်ဖြစ်သလိုတော်ဖိုးဝင်ဖို့လည်းအလားအလာကောင်းလာပြီပဲဖြစ်ပါတယ်။ ညကပွဲအစပိုင်းဒါလောနဲ့အမ်ယူဘိုတို့အမှားတွေများခဲ့ကြပေမဲ့ပွဲကစားချိန်25မိနစ်မှာတော့ဝူဖ်တိုရဲ့အမှားကိုအသုံးချပြီးကက်စမီရိုဘောလုံးဖျက်လို့ရာကနေဖာနန်ဒက်စ်ကချေချော်နေပြီမလဲလှပောင်းအောင်ကန်သွင်းနိုင်ခဲ့လို့ဥဆောင်ကိုရရှိလို့သွားခဲ့ပါတယ်9ဘောဆက်9ဘောပျောက်ဆုံးနေတဲ့ဝူဖ်တိုအနေနဲ့လည်းပထမပိုင်းနာကျင်ချိန်ပုံမှာချေပါကိုပြန်သွင်းနိုင်ခဲ့လို့ဒုတိယပိုင်းမှာပွဲကထင်ထားတဲ့ပို့ပြီးကောင်းမွန်ခဲ့ပါတယ် ုတိယပိုင်းကတော့ United တို့အပိုင်ဖြစ်ခဲ့ပြီး50မိနစ်မှာတော့ကွန်ညာရဲ့ပေးပို့မှုကတစ်ဆင့် dialog ခင်ပြတာကို MU မှုကသွင်းယူပြီးနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့ဥဆောင်နိုင်ခဲ့ပါတယ်။62မိနစ်မှာတော့မင်းညာကပွဲစဉ်မှာမျောဝင်ခဲ့တဲ့ Bruno ရဲ့လှပတည်သွဲတဲ့ passing ကတစ်ဆင့် Messi မောင်းကတတိယဂိုးကိုထပ်မံသွင်းယူခဲ့ပါတယ်။နောက်ဆုံးပွဲသိမ်းဂိုးတော့ Bruno ကပဲ Armand Kanchek က Wolf Nordal လိုလက်နဲ့ထိလို့ရတဲ့ penalty ကို Bruno ကအမှားအယွင်းမရှိဘဲကန်သွင်းယူခဲ့ပါတယ်။ဒီပွဲရလကြောင့် Wolf တို့အနေနဲ့တန်းစင်ရဖို့ပိုပြီးနီးကပ်သွားခဲ့လို့ United တို့အနေနဲ့လည်း Champions League ဝင်ခွင့်မျှော်လင့်ချက်နဲ့ပြန်လည်နီးကပ်သွားခဲ့ရပါတယ်။ United တို့အနေနဲ့အခုနောက်ပိုင်းမှာ Crystal Palace, West Ham, Wolves နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာအားရစရာမရှိခဲ့ပေမဲ့ဒုတိယပိုင်းကစားပုံအတော်လေးကောင်းခဲ့တာကိုတော့အသိမဲ့ပြုရမှာပဲဖြစ်